ငလင်းလှုပ်ပြီး15ရက်အကြာမင်းအောင်လှိုင်ဇနီးသားနဲ့သမီးမိသားစုဝင်အားလုံးဟာ တောင်ကြီးမြို့ကရွှေပုံးပွင့်ဇေဒီတော်မှာရရာချေထီတော်တင်မှုလှုပ်ဆောင်ခဲ့ပါတယ်မြန်မာနိုင်ငံမှာလူသေးဆုံးမှုနဲ့အပြက်အစီးများပြားတဲ့ငလင်းလှုပ်ခတ်ပြီး15ရက်အကြာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဇနီးကျူကျူလာတားအောင်ပြည်စုံနဲ့တမီခင်တိရိတက်မော်တို့ကရရညာအဖြစ် တောင်ကြီးမြို့မှာရှိတဲ့ရွှေဘုံပွင့်ဇေဒီကို ထီတော်တင်ခဲ့ကြကြောင်းသိရပါတယ်။အေဘီလာ၁၇ရက်နေ့မရောက်နိုင်တဲ့မိသားစုက တောင်ကြီးမြို့သို့သွားရောက်ခဲ့ကရွှေဘုံပွင့်ဇီဒီတော်ကိုထီတော်တင်ခြင်းဖြစ်ကြောင်းမင်းအွန်လိုင်းမိသားစုကဇီဒီတော်မှာရွှေစင်၆ကျပ်သားရှိရွှေသင်္ကန်းတစ်ချပ်ကိုကတ်လူခဲ့တဲ့အပြင်ထီတော်တင်ခြင်းနဲ့ရွှေသင်္ကန်းလှူခြင်းတို့မှာလည်းရရညာအဖြစ်လှူဆောင်ခဲ့ခြင်းဖြစ်ကြောင်းတောင်ကြီးမြို့မှာရှိတဲ့ရွှေဘုံပွင့်ဇီဒီတော်ကိုထီတော်တင်ရမှာမင်းအွန်လိုင်းရဲ့မိသားစုဝင် အားလုံးကဖခင်ရင်ပြင်ပေါ်မှာဖခင်ထီတော်နဲ့အတူ လှည့်လည်ခဲ့ကြတယ်လို့ဆိုပါတယ်။မလ28ရက်နေ့ကစကိုင်းတိုင်းငလင်ကြီးလောက်ခတ်ခဲ့ပြတဲ့နောက်မင်းအောင်လိုင်ကတနင်္ဂနွေလုံးမှာ AB လ10ရက်နေ့မှာ AB 16ရက်နေ့အထိညခွန်အနာရီတိုင်း9ရက်9ချိန်ရတနာတုံများရုပ်ပတ်ခံခြင်းရှေ့တန်းစခန်းများဝန်ကြီးဌာနရုံးများတရင်တပ်ဖွဲ့များမှာပါရတနာတုံရုပ်ပတ်ပွဲများလုံဆောင်ခံခြင်းလုံဆောင်ခဲ့ပြီးတဲ့နောက်ယခုနောက်ဆုံးမှာတောင်ကြီးမြို့ကရွှေဘုံပွင့်စီတီကိုရေရရာခြေတဲ့အနေနဲ့ထီတော်တင်ခြင်းလုံဆောင်ခဲ့တာဖြစ်ပါတယ်။ နေပြည်တော်တွင်မှာမြို့ပြက်ကြီးတကယ်ဖြစ်စေခဲ့တဲ့28ရက်နေ့ငလင်လှုပ်ခတ်ခဲ့ပြတဲ့နောက်မယောင်လိုင်းနဲ့မိသားစုဟာနေပြည်တော်နေအိမ်သို့၎င်းတို့ကိုးကွယ်နေတဲ့ဝစီပိတ်ဆရာတော်ကိုပင့်ပြီးရရားချေချင်းအပါအဝင်ရရားချေမှုများဆက်တိုက်လှုံ့ဆော်လာခြင်းဖြစ်ပါတယ်။တောင်ကြီးမြို့ရွှေဘုံပွင့်ဇေဒီထီတော်တင်ချိန် KBZ ဘန်လုပ်ငန်းစုရဲ့ဥက္ကဋ္ဌအောင်ကိုဝင်းခေါ်ဆရာကျောင်းကလည်းပါဝင်ခဲ့ကြောင်းစစ်ကောင်စီရဲ့သတင်းထုတ်ပြန်ကြမှာသတင်းဓာတ်ပုံတွေနဲ့အတူထုတ်ပြန်ခဲ့ပါတယ်။ ကချင်ပြည်နယ်နမ်မုံမြို့အနီးစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ရှမ်းပြည် SNL ပူးပေါင်းအဖွဲ့ကိုတိုက်ခိုက်ခဲ့ရာကစစ်တပ်ဘက်က၅ဦးသေဆုံးခဲ့ပြီးလက်နက်ခဲယမ်းတွေသိမ်းဆည်းရမိတယ်လို့ KNY ကထုတ်ပြန်ပါတယ်။ AP 7ရက်နေ့မနက်၄နာရီအချိန်မွန်းညင်းမြို့နယ်အင်းတော်ကြီးဒေသနန်မွန်းမြို့အနီးကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ရှမ်းနီပူပေါင်းတပ်ကိုကြားပြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ထိတွေ့တိုက်ပွဲမှာမနက်၈နာရီအထိဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီရဲ့တပ်သား၅ဦးသေဆုံးခဲ့ကြောင်းလက်နက်ခဲယမ်းများတင်စီရမိခဲ့ကြောင်း KIA ရဲ့သတင်းမြစ်ကဆိုပါတယ်။ ချင်းပြည်နယ်ပလန်းမြို့သိမ်းတိုက်ပွဲမှာအမျိုးသားလူမျိုးရေးတက်တော် NLA တက်ဖွဲ့မှရဲဘော်သုံးဦးကြာဆုံးခဲ့ပြီး၉ဦးဒဏ်ရာရရှိခဲ့ကြောင်းအမျိုးသားလူမျိုးရေးတက်တော် NLA တက်ဖွဲ့ကသတင်းနှင့်ပြန်ကြားရေးတောင်းခံကိုဖြိုးကဆိုပါတယ်။နိုဝင်ဘာ9ရက်နေ့2024ခုနှစ်ကစပြီးဆင်နွှဲခဲ့တဲ့ ချင်းညီနောင် operation cv အဖြစ်ဖလန်းမျိုးသိန်းစစ်စင်ရေးကြီးကိုချင်းညီနောင်နဲ့အတူမဟာမိတ်အင်အားစုများပူးပေါင်းစစ်စင်ရေးပေါ်ဆောင်ခဲ့ရကအကြမ်းဖက်စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်စခန်းဂုံးကြီးဖြစ်တဲ့ခလာရ268စခန်းဂုံးနဲ့အတူမြို့နယ်တစ်ခုလုံးကိုစစ်ကောင်စီရဲ့ကင်းစင်နယ်မြေအဖြစ် AB လ9ရက်နေ့2025ခုနှစ်မှာကြီးညာခဲ့ပါတယ်။၎င်းမြို့သိန်းစစ်စင်ရေးမှာရှင်းညီနောင် CV နဲ့အတူစကိုင်းတိုင်းတမှုခရိုင်အနောက်မြောက် ကဘောဒေတာအခြေဆိုင်တယင်းဖြစ်ပြီးအမျိုးသားလွတ်မြောက်ရေးတပ်တော် NLA ကလည်းအတူတကွပူးပေါင်းပါဝင်ခဲ့ကရဲဘော်၃ဦးအသက်ပေးလူခဲ့ရတယ်လို့သိရပါဗျ။ ကျွန်တော်တို့တပ်ဖွဲ့ကရဲဘော်သုံးယောက်ကြားတယ်။ဒဏ်ရာရတဲ့သူက9ယောက်ပေါ့။ဆီယာနာရှင်ကြာဆုံးတဲ့အထိတိုင်းရင်းသားညီအစ်ကိုမောင်နှမတွေနဲ့ဆက်လက်တိုက်ပွဲဝင်သွားမယ်။ပလန်စစ်စင်ရေးကိုဦးဆောင်တဲ့ CB နဲ့လည်းကျွန်တော်တို့ကမဟာမိတ်ပေါ့။စစ်ကောင်စီရဲ့ဘက်ကလေကြောင်းတိုက်ခိုက်မှုတွေအတကုံသုံးတော့ထောက်ပို့ပေးရတာအခက်အခဲရှိတယ်။ပြီးတော့ဒဏ်ရာရလူနာတွေထုတ်ခဲ့ရတာအခက်အခဲရှိတယ်။ဘယ်လိုပဲအခက်အခဲရှိပါစေကြံ့ကြံ့ခံတွန်းလှန်ခဲ့လို့သာစစ်ကောင်စီကိုတိုက်ထုတ်နိုင်ခဲ့တာလို့အမျိုးသားလွတ်မြောက်ရေးတပ်တော်ကဆိုပါတယ်။ ်ချင်းညင်အောင်စစ်စင်ရေး operation cv နဲ့အတူပူပေါင်းပါဝင်ခဲ့တဲ့မဟာမိတ်တော်လိုင်းအင်အားစုများရခိုင်တပ်တော် AA ရဲ့စစ်ဘက်ရေးရာအကြံပေးများစစ်လက်နက်ခေယမ်းတွေနဲ့အတူဖလန်းမိဘပြည်သူများရဲ့တက်ညီလက်ညီပူပေါင်းပါဝင်မှုများစစ်စင်ရေးကြီးမှာအောင်ပွဲရတဲ့အထိရဲဝံစွန်စားတိုက်ပွဲဝင်ခဲ့ကြတဲ့တပ်မူးတပ်သားများရဲ့ရဲစွမ်းသက်တည်ဇွဲလုံးလာရှိမှုတို့ကိုအလေးနဲ့ဂုဏ်ပြုကြောင်းအသိပေးအပ်ပါတယ် စစ်စင်ရေးကြီးအတွင်းအသက်ပေးဆက်ခဲ့ကြရတဲ့အာဇာနည်သူရဲကောင်းများကိုလက်အင်ကာပေးဆက်ခဲ့ကြရတဲ့အာဇာနည်ရဲဘော်အပေါင်းတို့ကိုအမျိုးသားလူမျိုးရေးတပ်တော်ကအစင်အောင်မေးအလေးနီပြုလျက်တမိုင်းမော်ဂွန်တင် ကပီးမှတ်တမ်းရေးထိုးထားမှာဖြစ်ကြောင်းချင်းညီနောင် Operation CB ရဲ့အောင်ပွဲရဖလန်းမျိုးတင်စစ်စင်ရေးကြီးအား များစွာဂုံယူဝမ်းမြောက်ပါကြောင်းအမျိုးသားလူမျိုးရေးတပ်တော်ကဆိုပါတယ်။ ပဲခူးတိုင်းကြောက်တရားမြို့နယ်ပဲနွေကုံနတ်တန်ကွင်းလမ်းမှာရှိတဲ့ဂျမတ်စစ်ကောင်းစီရဲ့စခန်းကစစ်မှုထမ်းတပ်သားတအူးကတနက်တက်လက်ယူဆောင်လာခဲ့ပြီးအလင်းဝင်ရောက်ခဲ့ကြောင်းပဲခူးခရိုင်အမှတ်နှစ်တရင် P2 3900နှစ်ကတာဝန်ရှိသူကဆိုပါတယ် ။အေဗီလာကိုရဲ့နေ့မှာကြောက်တကားမြို့နယ်ပဲနယ်ကုန်းနတ်တန်ကွင်းလမ်းမမှာရှိတဲ့ဂျမ်ဘတ်စစ်တပ်စခန်းကစစ်မှုထမ်းတပ်သားတအူးကတနက်တလက်နဲ့အတူခဲယမ်းများယူဆောင်လာခဲ့ပြီးပြည်သူ့ကာကွယ်တပ်တော်ဘကိုးခရိုင်အမှတ်နဲ့တရင် P2 3900နှစ်ထံသို့အလင်းဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ အလင်းဝင်ရောက်လာတဲ့စစ်မှုတန်းတပ်သားအစ်တဦးဟာ MA1 တနက်တလက်ကြီးပေါက်၃ခု9.56ကြီး105တောင်းတို့ကိုယူဆောင်လာခဲ့ပြီးအလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်းဘေးကင်းတဲ့နေရာသို့ပို့ဆောင်ပေးခဲ့ကကြံ့ငွေ၁၀သိန်းချီးမြှင့်ပေးခဲ့တယ်လို့သိရပါဗျာ။ စစ်မှုထမ်းတပ်သားတွေကတင်နန်းအပတ်စဉ်ခွန်ကားပါကနူးဂုံပြူစုငွေကတော့၁၀သိန်းချင်းမြင့်ထားပါတယ်တင်နန်းချောင်းကရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်ဂျိုးပြူတင်နန်းချောင်းမှာတင်နန်းစင်တာပေါ်တာအစွဲခံရတာပါအရက်ဆိုင်မှာအရက်သွားတော့ရင်းနဲ့နောက်ကျသွားလို့အဲ့ဒီအချိန်မှာပေါ်တာဆွဲတာခံလိုက်ရတာနေရကတော့တိုက်ကြီးမြို့နယ်မှာနေပါတယ်သူကသူစကန်းကနေကင်းဆောင်တာဝန်ကျနေတဲ့အချိန်မှာတနက်ယူပြီးတော့ထွက်ပြေးလာတာပါဒီဘက်မှာ PDF တွေစုမိုးထားတယ် PDF တွေရှိတယ်ဆိုတာသိလို့သူက အဲ့ဒီလိုမျိုးပဲထွက်ပြေးလာတာပါကြိုတင်ချိတ်ဆက်ထားတော့မရှိဘူးအတင်းအဓမ္မစုဆောင်းခံရတဲ့သူတွေကျွန်တော်အခုလိုဆိုရင်ပဲနယ်ကုန်းလက်တန်ကွင်းចောင်းကြီးလမ်းចောင်းပေါ်မှာစခန်းတွေဟာကျွန်တော်တို့ 3900နှစ်စုံမနေမြင်တဲ့အရန်နေတဲ့နေရာပေါ့အဲ့ဒီဘက်ကစူဆောင်းခံရတဲ့သူတွေပြေးကျင်နေဆိုရင်ကျွန်တော်တို့တက်ရင်နဲ့ကြိုတင်ချိတ်ဆက်လို့လည်းရမယ်နောက်ဆုံးသူတို့ရဲ့မိသားစုဆွေမျိုးသားချင်းတွေ page ကနေတဆင့်ဆက်သွယ်ပြီးချိတ်ဆက်လို့လည်းရပါတယ်အဲ့ဒါလေးလည်းပြောကျင်တယ်သူတို့ပြေးဖို့စဉ်းစားတယ်ဆိုရင်ပြောကျင်တာကလက်နက်နဲ့တကွာထွက်ပြေးတာအကောင်းဆုံးနည်းလမ်းမှာစူးစမ်းပြီးတော့လက်နက်ပါပါအောင်ယူဆောင်ခဲ့ကြပါလို့ပဲခူးခရိုင်အမှတ်နဲ့တက်ရင်ကဆိုပါတယ်ရှမ်းပြည်နယ်ရွာငန်းအောင်ပန်းလမ်းမိုက်မှာဘိုးကြီး မျိုးစော်တန်းလိုက်ပါလာတဲ့အင်စည်းကားကိုပြစ်ခတ်တခတ်ခရကပွဲချင်းပြီးတေဆုံးသွားခဲ့ပြီးပြစ်စတိုတနက်တလက်နဲ့အတူလက်ပြစ်ဘုံတို့တင်းစည်းရမိတယ်လို့ဒနုစတိတ် National Defense ဖုတ်ကထုတ်ပြန်ပါတယ်။အေဗီလာ၁၇ရက်နေ့မှာရွာငန်းမြို့နယ်ရွာငန်းအောင်ပန်းဒနုကာကွယ်တပ်ဖွဲ့ကတော်လန်ရဲဘော်များကစစ်စင်ရေးလှုံ့ဆော်နေစဉ်အင်စည်းကားတစ်စီးကအစီအစေးခံခြင်းမရှိဘဲဆုတ်ခွာထွက်ပြေးခြင်းကြောင့်ပြစ်ခတ်တခတ်ခဲ့တယ်လို့ဆိုပါတယ်။ ၎င်းပြစ်ခတ်တိုက်ခိုက်မှုအတွင်ကားပေါ်မှာပါလာတဲ့ဗိုလ်ကြီးမျိုးစော်တန်ပွဲချင်းပြီးတေဆုံးသွားခဲ့ပြီး၎င်းအကင်ဆောင်တဲ့ပြစ်စရိုတနက်တက်လက်လက်ပစ်ပုံတလုံးဖုံးနဲ့ငွေသားများကိုသိမ်းဆီးရမိခဲ့ပါတယ်။တေဆုံးသွားတဲ့ဗိုလ်ကြီးမျိုးစော်တန်ကရွာငံမြို့မြောက်ဘက်ကမြို့အထွက်ကိတ်မှာအာနာအရှိဆုံးအရာရှိတူဦးဖြစ်တယ်လို့ဆိုပါတယ်။ကျွန်တော်တို့အနေနဲ့တိုက်ခိုက်မှုတွေဆက်လက်လုံဆောင်သွားမယ်ပြည်သူတွေအားရကျေနပ်တဲ့အထိစူးစမ်းသွားမယ်လို့ဒနုဒေါ်လန်ရေးတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ မကွေတိုင်းပကောကူမြို့ခေါကွင်းကနေပြန်လာတဲ့ကပါစ24ကဗိုလ်မှူးတော်စင်ဦးနဲ့စစ်တပ်ဒေါက်တိုင်အင်ဖြူတော် KTV ပိုင်ရှင်မြင့်ဦးတို့ပြစ်ခတ်ခံရပြီးတေဆုံးသွားကြတယ်လို့ဒေသနေပြည်သူများရဲ့ပြောဆိုချက်အရသိရပါတယ်။ ABC ရဲ့ညာကုန်းနိုင်ခံကပခုတ်ကူမျိုးကောက်ဝင်းကနေကားနဲ့ပြန်လာတဲ့ကပါစ24ကပုံမှုတော်စဉ်ဦးနဲ့စစ်တပ်တောက်တိုင်အင်ဖြူဒေါ် KDP ပိုင်ရှင်မြင့်ဦးတို့ဟာပခုတ်ကူမျိုးဆက်မှုဇုံဘူတာနဲ့အင်ဖြူဒေါ် KDP ကြားအယောက်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကအနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရကနှစ်ဦးစလုံးနေရာမှာပဲတေဆုံးခဲ့တာဖြစ်ပါတယ်။ ညကကြတာကအင်ဖြူတော် KTV ကိုဝင်ပစ်တယ်လို့ကြတာ ပြစ်ခတ်တန်းနေလက်နက်ကြီးထူတန်းနေရောလက်နက်ငယ်တန်းနေရောဆူညံနေတာပဲအင်ဖြူတော် KTV နဲ့အခုဖြစ်တဲ့နေရာကဆိုးရင်းရွာလေးပဲခြားတာဘဲအပွက်တွေဝင်ပြစ်တော့လဲတော့မသိသေးဘူးဒီကနေ့မနေ့လမ်းတွေတော့မပိတ်ဘူးလို့ပခုတ်ကူမျိုးနေပြည်သူများကဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုအက်ကွေပြီးပဲတပန်းဖို့တူရင်တီယာစစ်ဆန့် Gorilla Force Justice Revolution Force Hunter ပခုတ်ကူ Black Chapter ပခုတ်ကူကိုင်းတရင်နဲ့ မြိုင်ဘက်ကဖတိုင်ရင်သုံးတက်ခွဲလေးနဲ့ရွှေညာမြေတက်တို့ကပူပေါင်းပြီးလှုပ်ဆောင်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ပြည်သူများအနေနဲ့စစ်ရဲအရှိန်မြင့်လာတာကြောင့်စစ်ကောင်စီတပ်စခန်းစစ်ကောင်စီတပ်သားများနဲ့ဝေးဝေးနေကြဖို့အတွက်ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကမေတ္တာရက်ခံထားပါတယ်။